အာအလုံးလေးမင်္ဂလာပါအမ်ခုလိုအမေရဲ့မွေးနေ့လေးမှာဒရဇန်ကအမ်ဒရဇန်နဲ့အမတ်တရားဖြစ်ခဲ့ဘူးတာလေးတွေကိုအမ်ပြောပြရတာစိတ်ထဲမှာဝမ်းနေရလားဝမ်းသာလားမသိဘူးပေါ့နော်အမ်ဒရဇန်ကဒီ live မှာအရန်တရိယလွမ်းဆွပြင်မယ်လေဟုတ် နှလုံးသားတွေတည်ကြည်ငြိမ်သက်နေအောင်စူးစမ်းစူးစမ်းပြောမယ်အမေနဲ့ပတ်သက်ရင်တော့အမတ်တရားလေးတွေကဟိုကိုလင်းလောက်မရှိဘူးမများဘူးပေါ့နော်ဒါပေမဲ့လည်းထရစ်ဆက်စိတ်ထဲမှာအမေနဲ့ပတ်သက်ရင်ရှိနေတဲ့အကြောင်းအရာလေးတချို့ပေါ့အကြောင်းအရာလေးတချို့ရယ်အဲထရစ်ဆက်နဲ့ကိုလင်းနဲ့နှစ်ယောက်ရယ်ခံယူချက်လေးတချို့ရယ်တော့ဒါဆိုရှယ်ရင်းလုပ်လို့ရပါတယ်မျှဝေလို့ရပါတယ်ပေါ့နော် ဖြူဆက်ကအမေကိုပထမအဦးဆုံးစပြီးတော့ဒေါအောင်ဆန်းစုကြည်ရဲ့လို့စပြီးတော့ဖြူဆက်တိတာတော့အသက်၄နှစ်တမိမှာအသက်၄နှစ်တမိမှာဖြူဆက်နေတဲ့အိမ်လေးရှိတယ်လမ်းလေးမှာအမျိုးသားဒီမိုကရေစီရုံးချုပ်ရှိတယ်ရုံးရှိရပေါ့နော်ရုံးရှိအမျိုးနယ်ရုံးပေါ့အဲ့ဒီကိုအမေကမေကွန်းလေးလာပြောတာမေကွန်းလာပြောတော့ အနီးနားရက်ကွက်လမ်းတွေအကုန်လုံးပြီးသူတွေအားလုံးရဲ့ချစ်ခင်လေးစားမှုကိုရတဲ့တီရွာတိုးချိတ်ကြည့်ရတဲ့အမျိုးသမီးကြီးရဲ့လို့ထရီဇာကစပေးတည်တာပေါ့နော်ပြီးတော့မှအာထရီဇာမိပါတယ်အဲပြောတဲ့စကားတွေပြီးသူပြီးသားတွေချစ်တဲ့မိသားစုမြင်ရင်းနဲ့မှတစ်ဖြည်းဖြည်းရင်းထဲမှာလေးစားမှုတွေလေးစားမှုတွေအားကိုးမှုတွေနဲ့အတူရှိခဲ့တာပေါ့စိတ်ထဲမှာ ဲ့အဲ့ဒီအမြင့်ကလေးကအဲ့ကလေးကစားတွေ့ခဲ့ရဆိုတာကိုထရီဇာပြောချင်တာပါပြီးတော့အာပြီးတော့ထရီဇာလူချင်းပထမဦးဆုံးစုံစုံလာတော့ထရီဇာတို့ဒီအမေအမေအကျေစုတ်ကနေလွတ်မြောက်ပြီးရဲ့အချိန်မှာအနုပညာသမားတွေကိုဆန်တဲ့ကိုခေါ်တွေ့တဲ့အချိန်ပေါ့အဲ့အချိန်မှာတော့ဟိုကိုအရန်မျက်နှိုးတံမိုးထားရတယ်အမျိုးသမီးကို တွေ့ရတာလူချင်းတွေ့ရတော့ freezer တကိုယ်လုံးတုံနေတာ freezer ကိုဖတ်ပြီးတော့ပါးလေးကိုနမ်းလိုက်တဲ့နှွေးထွေးမှုကဟိုဘယ်တော့မှမမေ့ဘူးဘယ်တော့မှမမေ့ဘူးအဲအဲ့ဒါလေးကဘင်းနဲ့ပတ်သက်တဲ့အမှတ်တရလေးပေါ့နော်အဲ့ဒီကစလို့အကိုလင်းကိုလင်း freezer ကိုရီးစားဖို့ ਆ ပဲရှိသေးတာပေါ့နော်အဲ့ဒီအဲ့ဒီကစလို့ပြဆိုလို့နှစ်ယောက်ကဘယ်လိုပြောမလဲ ီအမျိုးသမီးရဲ့နိုင်ငံအပေါ်ချစ်တဲ့စိတ်ပြည်သူတွေအပေါ်ထားတဲ့မေတ္တာစေတနာတွေမှာကျွန်တော်တို့ကကျွန်တော်တို့နိုင်တဲ့အားတွေနဲ့ပါရမီဖြည့်ချင်တာပဲရှိတာကျွန်တော်တို့နှစ်ယောက်စလုံးကအမှုပညာသမားတွေပေါ့နော်အမှုပညာတွေလုပ်ရင်းနဲ့အာအမေကိုဘာတွေဘာတွေလုပ်လုပ်ပေးရမလဲအနီးနားလုပ်ပေးချင်တဲ့ဆန္ဒတွေပဲရှိကြတယ်ရှိကြတယ်ပေါ့နော်အဲ့တော့ကိုလင်းကဒီနားကနေဟိုကိုရန်တော့အဖွဲတွေဝင်နေပေါ့လေနော်ဝင်တော့ အဲမမက်ရရအဲသူတို့ယူပြီးသွားတဲ့အချိန်မှာအကိုလင်းကနေပြီးတော့မာကြီးပဲရှိတာယူပြီးပြီးချင်းပေါ့2014မှာသူတို့ကယူရအဲအိမ်အောင်ကြရတယ်2015မှာကိုလင်းကဒေါ့ရှော့ပါရမီဖြစ်တာပေါ့နော်သူသူနိုင်တဲ့ဘက်ကအဲအဲ့ဒီဟာကိုလည်းရှင်နဲ့မှာအရန်ချိန်လို့တာရှင်နဲ့တာကိုနားမှာမရှိပြင်မဲ့အဲအရန်ချိန်လို့ရေရှင်နဲ့ရတယ်အဲပြီးရင်ဒီလိုပါရမီဖြည့်ခွင့်ရတာပေါ့ ဲ့မှာမှတ်မှတ်ရရစိတ်ထဲမှာအမေပြောတဲ့စကားလေးကိုအဲ့တော့ပပအူတင်ဦးရဲ့အာအမေရဲ့ထရစ်စာရဲ့အန်တီအိုမာရဲ့အဲ့အဲ့အခန်းလေးထဲမှာရှိနေတာအမေဒေါကင်စီနိပလန်နေလေးပေါ့နော်အဲ့နာအဲ့တဝိုက်မှာဗာလဲဆိုအမတ်တေဦးအမတ်တေအမတ်တေအားကိုးချင်တာပေါ့နော်အမေကသူ့အနီးနားလို့လေအဲ့ချိန်မှာဟိုကိုလင်းကိုဘယ်နေလဲတော့သူစာမဖတ်မိပြီမဲ့ အမတ်ရွေးစီချင်အောင်တောင်းအောင်တောင်းအောင်တောင်းနေဟုတ်ကဲ့အဲ့အဲ့မြည်ရအောင်ဒါပေမဲ့ Twitter ကကျတော့ပစာဟုတ်ကိုလင်းရောရဲ့အဲတဘောထားတွေကဘလို့လေးလဲဆိုတော့သူတို့နိုင်ငံရေးသမားတွေလည်းမဟုတ်ဘူးလေနော်နိုင်ငံရေးအကြောင်းလဲနားမလည်ဘူးသူတို့သိတာနိုင်ငံကိုချစ်တယ်ပြည်သူပေါ်စိတ်စေတနာရရှိတဲ့အမေကို ်ဘာလို့ပေးရလို့ပေးရအနာမှာကိုတက်တာနေနဲ့အကုန်လုံးပဲအဝိခောက်ဆိုလည်းခောက်ပါအဲတချင်းနေနဲ့ဘာလဲအောင်နိုင်ရေးတွေပါဆိုလည်းပါပါပဲဒီတဘောเนาะအဲ့တော့ဖြူဆာကိုလင်းရကျတော့ကိုလင်းရကျထရစ်ဆက်ထပ်ပို့ပြီးတော့အမိနာမှာနေခဲ့တာအရင်ကြသွားပြီဆိုတော့နှစ်ထောင်ဆနစ်နာကလည်းနေတယ်ပြီးတော့ကိုရန်တော်လည်းထောက်ချုပ်လုပ်ခဲ့တော့ तू ကအတင်းယူကြရတဲ့အရင်များဆိုတော့ तू ကအမေဖြစ်ချင်တဲ့စိတ်တွေစေတနာတွေမှာ तू ကဖြည့်ဆည်းပေးခြင်းဆိုတွေထွက်ဆက်တဲ့ပုံများတယ် ။များတဲ့အခါမှာသူကအယိုးသားဆုံးဝင်ခိုင်းရရင်ကိုလေးလှုပ်လိုက်မှအရင်စိတ်ပူတာပေါ့နော်။ကိုလေးလက်ခံလိုက်မှအရင်စိတ်ပူခဲ့တာပေါ့နော်။စိတ်ပူခဲ့တော့ဒါပေမဲ့ကိုလေးကလည်းသူစံနဲ့စိတ်တူနေတယ်အဲ့ဒီဟာတော့ပေါ့နော်။စိတ်တူနေတယ်။အဲ့ဒီဟာလေးတခုစိတ်မကောင်းအမေဟာသူအားကိုးခြင်းပေမဲ့ကိုရီအတော့မကြခဲ့ဘူးပေါ့နော်အဲ့စိတ်ကလေးကိုအမြဲရှိတယ်ဒါပေမဲ့လည်းတဏှိယဖြစ်ပို့ကောင်းပါတယ်အမှုပညာသမားဆိုတော့ပို့ပြီးလွတ်လပ်တယ်လीနော်လုတ်ပေးနိုင်တယ အဲ့တုန်းကသူပြောချင်တဲ့အားလေးအခုမှရောက်တာအဲ့တုန်းကအမေကသူစားကိုမေရတဲ့သူစားအမေကိုပြောမယ်ပေါ့အမေရတဲ့တာဝူတဲ့အဲ့ဟာဖြစ်စေချင်အဲ့ဟာအဲ့ဒါလုတ်လုတ်ပါမယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့သူစားသူစားအမေကိုလင်းရလေအမေကိုချစ်တာပဲရှိတယ်နိုင်ငံရေးအကြောင်းနဲ့တမီးမျိုးတွေနားမလည်ဘူးမေဟိုသူသူသူဘာမှအမေအတွက်အထောက်ပံ့ ကောင်းကောင်းဖြစ်မှာမဟုတ်ဘူးဆိုတော့အဲကိုပြောတာဆိုတော့တခွန်မနာထောင်အမေရပြက်တယ်ဒီနော်ပြက်သားတယ်တစ်ချက်ပဲကြည့်ပြီးတော့နိုင်ငံရေးအကြောင်းတွေပါလေနားလေတူရွေးနေရမဟုတ်ဘူးရိုးဖြောင်ပြီးတော့စိတ်စေတနာမှန်မှုပဲရေးကြည့်တာအဲ့ဒါကိုပဲအမေကလိုချင်တာအဲ့ဒါရှိလို့ပဲလိုချင်တာဆိုပြီးတော့အဲ့စိတ်မှာကိုကလည်းသက်ပြောဖို့အတွက်ကိုဟုတ်ပဲရှိသေးတယ်သူကလည်းမကြည့်တော့ဘဲနဲ့ ီဘက်ကိုသွားပြီးတော့ဘာဘောက်ပဲဆက်ပြီးစကားတွေပြောလိုက်တာပေါ့နော်အဲ့ဒါအမေရဲ့ချစ်ဖို့လည်းကောင်းတယ်သူသူဟိုကလေးခိုင်းကြတယ်စိတ်ထဲမှာခံစားရရင်လေအမေကခိုင်းကြတယ်ကလေးလေးလို့အရန်ချစ်ဖို့ကောင်းတဲ့ဟာလေးပေါ့အရန်ချစ်ဖို့ကောင်းတဲ့ဟာလေးနဲ့အတူသူစားတို့တွေကအမေနားမှာရှိရသူတွေပေါ့နော်ဒါ treasure တော့အရန်ဝိုးဝေးမှာပါဒါပေမဲ့ society 2015နဲ့2020ကြားရဲ့အခင်းကျင်းတွေကို treasure ဘေးလူတယောက်အနေနဲ့ကြည့်ရတာလေ အနီးလဲအနီးကိုလည်းမြင်နေရတယ်ဘေးလူတယောက်အနေနဲ့ကြည့်ရတော့အမေနာမှာအမေဟာပညာတတ်တွေပညာရှိတဲ့သူတွေကိုအားကိုးခြင်းရတယ်အမေနာမှာရှိကြပြီအမေနာမှာစိတ်စေတနာတွေပေါ့ရူဖြောင်းမှုတွေစိတ်စေတနာတွေနဲ့အမေဘာလုပ်လို့အပွေခောက်ကိုအမေကို protect လုပ်ဖို့အသင့်ဖြစ်နေတဲ့သူတွေပေါ့အဲဒီလူတွေကလည်းအမေအားကိုးခြင်းနဲ့နိုင်ငံရေးမှာအမေခင်ဗျာမအားကိုးရဘူး အဲအမေနိုင်ငံရေးပြည်တွေတက်မြောက်ထွေဝနေတဲ့သူတွေကြတော့လေအမေအဖေမှာမယိုးဖြောင်းကြအားလျော်ထစ်စပေးအလူတယောက်နေနဲ့မြင်ပြီးတော့စိတ်မကောင်းအဲ့လိုလိုထစ်စခံစားရတာပြောတာနော်ထစ်စရဲ့တဦးတီတော်မြင်ဘာဖြစ်ဆိုတော့ကိုလေးကနည်းနည်းထစ်စပြောနေတဲ့အချိန်မှာမြခုံကြီးချုပ်ပြစ်တော့ချိန်နေလို့ ဟိုအဲ့တော့ပြည်လည်းပြောလိုက်မေးလို့ဘာဟွာဟွာပါအဲ့ဒီဘာပြောလိုက်တာလဲအဲ့တော့အမေမျက်နှာအိုးမဲ့တုတ်လို့ဖြစ်နေမယ်လို့တော့ကြသီးလားဟိုဟိုအဲ့လို့ဒီအဲ့လို့လွတ်တော်ပေါသွားမှာဘယ်အမှတ်နဲ့ချိန်ထိုးနေရည်လို့ဘာရည်လို့သိရမလားပြည်လည်းတည်ကြည်တာသိရအာအဲ့တော့ချစ်ဖို့လည်းကောင်းတဲ့ဟာကြီးတော့အများကြီးပဲပြီးရင် ကျစားရမှတ်သားမှုတဲ့ main point တွေကိုပဲဒီဒီကာလမှာပြောမယ်ပေါ့နော်။ဘာဖြစ်ဆိုကျစားတို့တည်သွားမယ်စကားလေးတွေပေါ့။အဲ့တော့ရိုးပြောင်းမှုနဲ့စိတ်စေတနာဟာကျစားတို့အတွက်အိတ်ကိုတန်ဖိုးရှိပြီးအရေးကြီးတယ်။မတို့တွေဟာဘယ်အကြောင်းအရာဘယ်ကောင်းစဉ်ချောင်းမှဥပမာပါဝါချောင်းတော်လကောင်းဝေကြီးချောင်းတော်လကောင်းကြော်ကြားမှုချောင်းတော်လကောင်းဘာချောင်းမှမတို့တွေဟာရောင်းပြောင်းလို့မရတဲ့အရာပါလားဆိုတာအမေစရာတင်ယူရတာတွေကျစားပြောရှင်းတာပါအဓိကလေ။ ပြီးရင်နောက်တစ်ခုနောက်တစ်ခုကကျတော့ပြဿနာစီမှာတော်မမဲ့ရဖြစ်တာဒီကာလမှာပို့ပြီးတော့အသက်ဝင်လာတဲ့အဲ့စကားကြီးလေအဲ့စကားကြီးကဒီကာလဒီအခင်းချင်းတွေမှာအသက်ဝင်လာကြရဲပေါ့နော်အဲ့ဘာလေးလဲဆိုတော့အမေပြောတာနှစ်ထောက်စကားမှာတာဝန်တွေကိုစီနေပေါ့နေရာတွေကိုစီနေရှူကြတဲ့အချိန်လေးမှာအဲ့ကျွန်တော်တို့ဒီအောင်နိုင်ရေးတွေအောင်နိုင်ပြီးတော့ဟို မင်းဘီလာမသိဘူးသူတို့စိုက်ကားစရာတွေလေစိုက်ကားစရာတွေကိုခေါ်ပြီးဂုံပြူတဲ့ပွဲလေးလေးဖြစ်အဲ့ဒီအနေနဲ့ကအဲ့နေ့ကအမေပြောတဲ့စကားလေးကလေဟိုတိတ်ကောင်းတာပဲကျမအစိုးရင်ဆုံးအချိန်အထိချိန်ပဲတဲ့ကျမအနီးနားမှာရှိခဲ့ပြီးတော့ချစ်ခဲ့ကြတဲ့သူတွေပေါ့အမေကိုဝိုင်းပြီး support လုပ်ခဲ့ကြတဲ့သူတွေလူတွေအားလုံးပေါ့အဲ့ဒီအားလုံးလူဆိုတာဟာတဲ့ အခက်အခဲတွေနဲ့ကြုံရတဲ့အခါရုန်းကန်ရတဲ့အခါတွေနိုင်ကြနေတဲ့အခါတွေကြလို့ရှင်အထရစ်ဆာဟိုဒီဒီယိုမမတ်မိဘူးเนาะထရစ်ဆာနားလည်လိုက်တာအမေပြောတဲ့ဟာကိုနားလည်လိုက်တာဒါလေးကိုပဲထရစ်ဆာပြန်ပြောမယ်เนาะအဲ့လိုအချိန်တွေကြလို့ရှင်ရုန်းကန်နိုင်စူးစားနိုင်ကြတယ်ချစ်နိုင်ကြတယ်လွေးထွေးနိုင်ကြတယ်ခွေးပြေးနိုင်ကြတယ်ဒါမှမဲတဲ့အဲ့လို ပါဝါရီလေးအာနာလေးတွေရလာတဲ့အခါလုံနိုင်စွာအားလေးတွေမတူနိုင်တဲ့အခါလုံနိုင်စွာအားလေးတွေကိုစီကိုစီရှိလာကြတဲ့အခါမှာအဲ့ဒီဒဏ်ကိုမခံနိုင်တော့မှအဆိုးရိမ်ဆုံးပဲဆိုတာလေရှိတဲ့ဒဏ်ကိုမခံနိုင်တော့မှအဆိုးရိမ်ဆုံးပဲပေါ့နော်ပြောင်းလဲလာတဲ့စိတ်အစဉ်ကြီးရဲ့ဒဏ်ကိုမခံနိုင်တော့မှအဆိုးရိမ်ဆုံးပဲဆိုတာပေါ့နော်အဲ့ဒီစကားလေးကအဲ့တုန်းကတော့သူစားကြားလိုက်တယ်အိုးသိလားဟုတ် တော်တော်လုံးဝမျောလင်းခဲ့တဲ့အရာတွေကဇလန်းအခုမှစတယ်ဆိုရင်ဟိုများတော့အဖေကကြီးလူကြရဲခြေနဲ့ကြရဲပျော်ရွှင်ကြရဲဒါပေမဲ့အမေကဘလောက်များပညာပြည့်ဝပြီးတော့ဥရှိအထီချိုးတွေးလဲဆိုတာကိုသူကအဲ့လိုအဲ့လိုလောက်ပဲသိခဲ့တာပေါ့နမကုတုံးလိုင်းမှလည်းအဲ့လိုအခင်းအကျင်းတွေကအဲ့လိုပဲဖြစ်နေရပဲလीနော်သူတို့တွေကဒီ2017အားလုံးဖြစ်နေတဲ့အချိန်အာတူယုံမန်အားလုံးအားလုံးကိုစီကိုစီ ဘာမှမဖြစ်တဲ့အချိန်ဒီမှာပြစို့ရအားလုံးပြစို့ပြစီးတဲ့ဖြစ်ခဲ့ရမြတ်အခုဆိုရင်ဘယ်လိုပြောမလဲဖြစ်နိုင်တာလေးတွေလုံနိုင်တာလေးတွေမတူညီကြတဲ့အခါမှာခွဲလွှဲသွားကြတယ်ဒီတန်းကိုမခံနိုင်လို့လွင့်ဆင်သွားကြတယ်တွေးဖီသွားကြတဲ့အရာအများကြီးပေါ့နော်အဲ့ဒါလေးတွေကဒီကလာမှာပိုတက်ဝင်လာတဲ့အမေစကားလေးကိုပြစားချင်တယ်ပေါ့နော်ပြီးရင်နောက်တစ်ခုနောက်တစ်ခုကတော့ trust your personal trust your personal နဲ့ပဲဆိုင်နေအဲ့ဒါအဲ့ဒီ personal အကြောင်းအရာလေးကိုပြောရင်းနဲ့အဲ ဆိုတော့မိသီးလေးလင်းသွားတဲ့အရာလေးပေါ့နော်မိသီးလေးလင်းသွားတဲ့အရာလေးကဘာလေးလဲဆိုတော့ဘာရဲမဟုတ်ဘူးဒီလိုပဲဟောအဲ့ဒါနဲ့ပတ်သက်ပြီးအမှတ်တရလေးအရင်ပြောမယ်အဲကျွန်တော်တို့အာဏာသိမ်းကြတော့အဲ့အမေအမေလက်မှတ်လေးပါတဲ့ဟာလေးအမေရဲ့အမှတ်တရပစ္စည်းလေးရင်းကမ်ပိန်းတွေလုပ်ကြတာပေါ့နော်ဟုတ်တယ်ဟုတ်တယ်လေအဲ့ဒီအကြမှာခေါင်းထဲကိုအတွေးဝင်နေ။အိုးလို့ကိုလင်းလည်းအနားမှာအများကြီးနေခဲ့တယ်ပေါ့နော်။တခြားလည်းရှိခဲ့တယ်တွေ့ခဲ့တဲ့အချိန်ကြီးအများစွာရှိခဲ့ ဒါပေမဲ့ဘယံကိုခြေခွဲဖို့ကောင်းတာဂီတာလေးတစ်လက်ပေါ်မှာစာအုပ်လေးတစ်အုပ်ပေါ်အမေလက်မှတ်လေးတစ်ခုထွက်သွားလို့မယူခဲ့ဘူးဘူးအမေစိတ်နောက်ဆက်ဖြစ်ပါဆိုလို့ထွက်သွားလို့မယူခဲ့ဘူးဘူးအခုတော့အမတ်တရားလေးတစ်ခုအရန်လို့ချက်တာအဲ့စိတ်လေးကိုထွက်သွားဖြစ်တယ်ပေါ့နော်ထွက်သွားလို့အမှုပညာတည်းတွေ့တဲ့တွေ့တဲ့ညလေးမှာမမရကိုကိုမမရအားလုံးလက်မှတ်ထိုးခိုင်းလို့အဲ့တုန်းကတော့ အမေနားမှာမရှိခဲ့ဘူးနော်အမေနဲ့ပထမအဆုံးတွေ့ရတဲ့ဒဇင်းတစ်ယောက်အနေနဲ့တွေ့ရတော့မှာတော့ပြဇာပြဇာလက်မှတ်လေးထိုးခိုင်းဘူးတယ်အဲ့ဒီအင်ကြီးလေးကလည်းဟိုကြံခဲ့ပြီအဲ့ဒီအချင်းကြီးလည်းကြံခဲ့ပြီအဲ့တော့အမေနဲ့ပတ်သက်တဲ့အမှတ်တရဟို memory အရလွယ်ပြီးတော့လက်မှတ်လေးတစ်ခုအောင်ပြဇာတို့နှစ်ယောက်စီမှာမရှိခဲ့ဘူးကွယ်ဒီလားအဲ့ဒါလေးကတော့စိတ်တိုင်းမှာစိတ်မခံအောင်ပေါ့နော်အဲအမေအမေစကားလေးပြောမယ်နော်အဲ့ဒီအမေစကားလေးကသူစရဲ့ဝါတက်လျှောက်လုံးမှာ ားလည်းဖြစ်ခဲ့တယ်လို့သူစားဟာဒီဒီလမ်းကိုရှောက်ဖို့အတွက်ဒီလမ်းကိုရှေ့ဆက်နိုင်တဲ့ခွန်အားအဲ့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 စကားအဲ့စကားလေးကဘာလဲဆိုတော့အမှုမဲ့အမမဲ့မေးတာအမေကသမီးသမီးဆရာဝန်ဆိုမိဆရာဝန်လုံနေသေးလားပေါ့နော်အဲ့တော့ကျတော့အမေကအကျဲအကျုပ်ကနေဖက်ခါစား2000 စနစ်ဆိုသိဆောတာပေါ့နော်အမေဒီအပြင်ကာလမှာဒီလူတွေဘာတွေမူတွေချပြီးဘာတွေလုပ်နေတယ်တော့အမေလည်းကုန်တိကောင်းမှတိမှာပေါ့နော်အော်ဟုတ်တယ်မေသမီးသမီးတော့ဘွဲရပြီဒါပေမဲ့ကိုကလည်းအမှုမဲ့မဲ့ပဲပြောလိုက်တာဒါပေမဲ့သမီးစမမရဘူးအမေသမီးဆက်ဝင်လုပ်ခွင့်မရှိဘူးသမီးစမလည်းမရဘူးအဲဘာဖြစ်လို့ဆိုမေစမထုတ်ပေးတာကျွန်တော်တို့ခေတ်တည်တုန်းကဆိုလို့ရှိရင်စမက service ဝင်မှ service ဝင်တဲ့သူကိုထုတ်ပေးတာဟုတ် right အဲ့တော့ trusa service မဝင်မဝင်တဲ့အတွက် trusa စမမရခွင့်ရှိတယ်အဲ့ဒီမှာမှသူတို့က2000 trusa တင်နေ2017လား10လားခုနှစ်မှတ်ပြီးတော့အဲ့ချိန်မှာသူတို့ကဘာလုပ်လဲဆိုတော့စမ92 batch ကစလို့ service မဝင်ထားတဲ့ဆရာဝန်တွေအကုန်လုံးမွမ်းမံတင်တန်းပြန်တက်မွမ်းမံတင်တန်းပြန်တက်ပြီးတော့မွမ်းမံတင်တန်းအောင်တဲ့သူတွေဟာစမရပြီးတော့ စာမရမယ်ဆိုတဲ့ဟာကိုသူတို့လုတ်ကြတာပေါ့နော်လုတ်ကြတော့ Twitter က Twitter အမှန်တိုင်းပြောရရင် Twitter ဘက်ကရွေးချယ်မှုတွေစင်ကုန်မှုတွေအများကြီး Twitter စာမလဲပေါ့နော် Twitter အဲ့ဒါလေးတခုတော့ဟိုဂုံထဲပြောချင်တယ်ပေါ့နော် Twitter ဆရာဝန်လက်ထက်မှာ Twitter ပို့ပို့တည်တည်ဘာမှမလုပ်ခဲ့စာတက်တဲ့အချိန်ကြောင်းတက်တဲ့တက်လျှောက်လဲ Twitter ဆရာမလေးတည်တယ် Twitter ဟောက်စာချင်းတစ်နှစ်လုံးလဲ Twitter ကြော်ညာမင်းသမီးအရန်ကြော်ညာရိုက်နေတဲ့အချိန်မှာ Twitter လုံးဝရက်ခဲ့တာဟိုဒိတ် သူကဟောက်ဆက်ကျွန်တော်တရက်မပြတ်ဆင်းခဲ့တာဟုတ်သူကတချင်းသွားဆိုတာတော့ပဲလုပ်ခဲ့တယ်ပေါ့နော်ရန်ကုန်ပွဲပဲဆိုတယ်အဲ IC ပွဲလေးတွေလိုက်ဆိုချင်းသူကသူကအပြေးလွားဆိုတယ်ပေါ့နော်အဲ့ဒီကလွယ်ပြီးသူကအမှုပညာအလုပ်ကိုမလုပ်ခဲ့ဘူးဘာကြောင့်လဲဆိုတော့သူကတောင်းသူကအပြေးယူတယ်အဖေဆိုလူအတန်းနဲ့ deal လုပ်ရတာဖြစ်တယ်လို့ဆိုတော့အဲ့လိုဒီ profession ပေါ်မှာ tracer လေးလေးနက်နက်ထားခဲ့တာဖြစ်တဲ့အတွက် tracer ခံစားမှုတော့အရင်ပြင်းတယ်အဲ့ဒီအတွက်တော့ movement တင်တာကို tracer ရောက်တတ်တယ်ဇာတ်စာမလေးလိုချင်တယ်ပေါ့နော် movement တင်တာလည်းပြီးသွားတယ် ီးသွားပြီးတော့အားလုံး moment တန်းဆာတဖကိတ်တွေရပြီးတော့ပြန်လျှောက်ပါလျှောက်ရတဲ့အခါမှာသူစားလဲလျှောက်တယ်လျှောက်ပြီးအဲ့မှာစားမတွေရပြီးထုတ်တာထုတ်တဲ့အချိန်မှာသူစားတော့ထုတ်တာစားမဟုတ်အပြေးလွားပေါ့တော့ထုတ်တဲ့အချိန်မှာအမီကိုထုတ်ပေးလို့မရဘူးတဲ့ဆရာကြီးခေါ်တွေ့တယ်တဲ့အာသွားလိုက်ပါတဲ့စိတ်ကောင်ဆိုပေါ့နော် medical council ကိုသွားလိုက်ပါတဲ့ဆရာနဲ့ပြောတော့မပြောတော့ဆရာလည်းဒီလိုစိတ်ရှိခြင်းမှရှိမှာပါဆရာကတော့ ဆရာကတော့အေးစစ်စစ်လေးပဲပြောရဖြစ်ကြအောင်သမီးဟိုပေါ့နော်ထုတ်ပေးလို့မရဘူးတဲ့ဆရာတို့ကထုတ်ပေးလို့မရဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့သမီးကမင်းသမီးအစိုးရဖြစ်နေလို့တဲ့ဘာဖြစ်လို့လဲဆိုတော့ဘာဖြစ်လို့ဆိုဆရာတို့ဒီဈေးလောကရဲ့တိတ်ခါတွေတိတ်ခါတန်ဖိုးတွေအရှာအမှုပညာတွေကိုစမထုတ်ပေးနိုင်ပြဿနာတွေအများကြီးရှိသွားနိုင် ီလောကလည်းတတလုံးကဘသူဘသူလုံးကလေးကရှိခဲ့တဲ့လောပါအဲ့ဒီအထွတ်မလုပ်ဘူးဆိုကျန်တဲ့ဆက်ရောက်လုပ်ပေးလို့မရအောင်အဲ့တော့သမီးရဲ့စဉ်းစားလိုက်ပေါ့တဲ့သမီးတတလုံးအမှုပညာအလုပ်ကိုမလုပ်ပါဘူးလို့ခံဝင်ကြိထိုးလို့ရှိရင်ခံဝင်ကြိဆိုတာကျန်တာအဲ့ကလေးဒီလုတ်ခဲ့ရတာပေါ့ဒီလားခံဝင်ကြိထိုးလို့ရှိရင်တဲ့သမီးကိုစမပြန်ပေးမယ်အဲ့တော့ကျန်စကားတလုံးမှမပြောဘူး ပြီးတော့မြေပုတ်ပုတ်ပုတ်ကြပြီးတော့ပဲအဆရာခန်းနဲ့ထွက်ပြီးဆရာကတော့မနှုတ်ဆက်နိုင်ဘူးပြီးတော့သူစကားကိုမပြောနိုင်တာအဲ့တော့အဲ့လမ်းတစ်လျှောက်မှာလည်းငိုတာငိုရဲမမေးမေးပဲလည်းမပြောနိုင်စိတ်ထဲမှာလည်းမတရားလှုပ်ခန့်သူခံစားရတယ်ဆိုတော့သူစကြိုးစားခဲ့စေးချောင်းတစ်လျှောက်သူစဆပ်လီမထီးခဲ့ဘူးကွာဒီလားသူစဆပ်လီမထီးအောင်မလုပ်ဘူးသူစစာလဲစူးစမ်းတယ်သူစဖောက်ဆက်တယ်မှာလဲသူစ ကအကောင်းမွန်ဆုံး great အကောင်းနဲ့သူစားလုတ်ခဲ့တယ်ကဲဖုတ်ပြီးအဲ့ဒါလို့လို့ service မဝင်နိုင်ရင်နေမရဘူးမှန်တယ်လေဒါဒါအမှန်တာပေါ့သူစား service မဝင်လို့မရဘူးသူလည်းလက်ခံဒါပေမဲ့ service မဝင်တဲ့သူတွေကို moment တန်းတန်းလုတ်ရင်ပြင်းပယ်ဆိုပြီးကိုလည်းတက်ကိုလည်းဒီ certificate ရကိုစားမှယူကိုမြင်နေရတဲ့ကိုကိုမထုတ်ပေးဘဲနဲ့တနိုင်းလုတ်တယ်ဆိုတာကြီးကြတော့သူကခေါ်ပြီး bully လုပ်တယ်လို့ခါဆိုတာပဲဒါပေမဲ့သူကအဲ့မှာ ရတယ်ငါမယူဘူးဒီစားမှငါမယူဘူးဒါပေမဲ့ငါကြောင့်အမှုပညာတည်ဖြစ်တဲ့ငါကြောင့်စေလောကဆရာဆရာမဘဘမမျက်နှာမငင်စေရအိုက်တိတ်ခအိုက်အမှန်တရားအိုက်တန်ဖို့ ਨੇ ငါနေမယ်ဟဲ့ဆိုရ challenge တော့ဒီနေ့ဒီနေ့ဒီချိန်ကြီးပြီးရပေါ့နော်ဒါမဲ့ဒီကြားထဲမှာသူစားရဲ့အမှုပညာအားနဲ့စေလောကအတွက်လိုအပ်တဲ့ပွဲတိုင်းလိုအပ်တဲ့ educational ပညာပေးတိုင်းမှာသူစားကိုခေါ်ခိုင်းတယ်သူစားခေါ်လုပ်တယ်အကုန်လုပ်ပေးတယ်သူစားအကုန်လုပ်ပေးတယ်အဲ့တော့အဲ့ဒီဟာလေးကနှစ်တွေကြာလာတဲ့အခါမှာသူစားစိတ်ထဲမှာလည်းပျောက်တယ်မေ့ပျက်ပျောက်ပဲအဲ့ဒါကိုအဲ့ညာအမေကပြန်မေးတာပြန်ပြန်ပြောတော့အမေကိုလည်းသူစားစိတ်ထဲမှာလည်းကိုကလည်းအေးအေးဆေးဆေးလေးဖြစ်နေပြီဆိုတော့အမေလို့ ဟိုဘာပေါ့နော်လို့ဒါပေမဲ့လည်းလို့တမိတယောက်လောက်ပါပဲလို့ဟိုအကျန်တဲ့သူတွေကြတော့ဟိုဘာလဲ service မစင်းလို့မရတယ်အဲ supply တွေထိတယ်အဲ့လိုမျိုးပေါ့တခုခုအကြောင်းတခုခုကြောင့်တခုခုမှဟိုညှိစွန်းနေတယ်ပေါ့အဲတမိတယောက်လောက်ပါပဲမရဲလို့တမိကတော့ဝမ်းမဲ့တဲ့နဲ့ရက်တက်ပြီးတော့ကိုကိုတမိကိုမပေးတာလို့တမိတယောက်လောက်ပါပဲလို့ဆိုပြီးလိုပဲအမတ်မတ်မပြောလိုက်တော့ဘာပြောလဲဆိုတော့တခုမဲ့တော့ပေါ့အပြင်တခုမဲ့တောက်လျှောက်ပြဿနာပြောလဲအရှိအယိုးနားထောင်ပြီးတော့ မတရားမှုဆိုတာတဦးတယောက်ကပဲစတာသမီးနဲ့ဒါမျိုးသူတို့လုပ်လို့မရဘူးအဲ့မှာလေအရင်လဲချစ်ပြီးတော့လေဟာလို့မှန်တယ်လို့ငါဘာဖြစ်လို့ငုံခံရလဲမသိဘူးဒါပေမဲ့ကျွန်တော်တိုင်းပြည်မှာငုံခံရတဲ့အချိန်တွေအများများတာ哦အဲ့ဒီ interview တော့မှာ Trisa ကို live view တဲ့ interview တော့မှာ Trisa ကတော့သတင်း media ဌာနကိုပြောပါတယ်11 Trisa ကို view တယ် Trisa လုံးစည်းပတ်စည်းအကုန်လုံးပြောတယ် ဒါပေမဲ့ interview အားလုံးကိုချုပ်ချခံရတယ်ထည့်လို့မရဘူးထည့်လို့မရဘူးသူကအဲ့ interview ပြုတ်တယ်ပေါ့အဲ့တော့အမေပြောတယ်မတရားမှုဆိုတာဥတယောက်ကနေစလာလိုက်တာအကျင့်ပါပြီတော့လေလောက်လာကြတာအခုချိန်ထိအဲ့တော့ကျွန်တော်အဲ့အချိန်ကအမေပြောတဲ့စကားလေးကအစလေးတိတိလေးကိုယ့်ရဲ့ကိုယ့်ရဲ့ဒီအလုတ်ကိုင်းပါပဲဖြစ်စေလူမှုဝင်းကျင်ပါပဲဖြစ်စေမတရားသောစကားမတရားသောအပြုအမူ အရာအားလုံးအထူးသာနည်းနည်းလေးမှလက်မှတ်နေငြိမ်ခံတတ်တဲ့အချက်မရှိတော့ဘဲနဲ့တွန်းလန်တတ်တဲ့ဒေလေးကိုအမေက remind လုပ်ပေးသွားခဲ့တယ်ပေါ့နော်အဲ့ဒါလေးကတော့အမေနဲ့ပတ်သက်တဲ့အမအတရားလေးအများကြီးလက်ရှိသေးတယ်ဒါပေမဲ့ဟိုတခြားညီကိုမောင်နှမတွေရှိတော့အဲပြစ်စားတခြားညီကိုမောင်နှမတွေရဲ့ရှင်နေရမမရဲ့စကားလေးတွေလည်းပြစ်စားကြားခြင်းနဲ့အဲ့တော့ပြစားကိုအခုလောက်ထိ ပြောခွင့်ပေးရလဲကျေးဇူးအများကြီးတင်နေ။အာပြည်သူတွေလည်းနားထောင်ရင်းနဲ့ကျေးဇူးပြောခြင်းနဲ့အမေရဲ့မှတ်သားရတဲ့စကားလေးတွေပေါ့နော်။ကျေးဇူးတို့ဆင်ခြင်သုံးသက်ရမှာလေးတွေကိုရရှိသွားပါစေလို့အမေဝင်နေအမတ်တရားစကားဝိုင်းလေးမှာကျေးဇူးပါ။ဟုတ်ကဲ့ပါ။